မြန်လင်ကပထမဆုံးပြဿနာဖြစ်သွားပြီးတော့နောက်ဆက်တဲ့ပြဿနာတွေကိုအများကြီးခေါ်လာမှာပါ။နံပါတ်၁ဒေရှာတိုက်ခန်းလေးကလွဲလို့ဘာမှပိုင်ဆိုင်မှုမပေါ်မရှိရဲ့လူတွေဒါမှမဟုတ်စစ်မေးရှောင်လို့ငားရဲနေထိုင်ကြတဲ့သူတွေစသဖြင့်နေစရာလုံးလုံးမရှိတော့တဲ့သူတွေအတွက်အရေးပေါ်ကတော့ရှက်တာပဲဖြစ်ပါရင်တက်နေရခဏတစ်ဖြုတ်ပဲအသက်ကယ်လို့ရပါရင်နံပါတ်၂မိုးရွာပါရမယ်။တကြံမိုးပြီးတာနဲ့မုတ်တော်ဝင်မုန်တိုင်းပါလာလေးရှိတာမို့ရုတ်တရက်လေကြီးမိုးကြီးကြားတတ်တာမျိုးရှိပါရင် ဲ့လိုဆရာလာရင်အခုအမိုးအကမရှိသူတွေပို့လို့ဒုက္ခများမှာဖြစ်ပါရင်နံပါတ်3ဝမ်းရောက်ကနေတကိုယ်ရင်ကျန်းမာရေးပြဿနာတွေလည်းတိုးလာနိုင်ပါရင်လမ်းမေးမှာဖြစ်သလိုတဲထိုးပေးရုံနဲ့မရပါဘူးစားစရာလိုအပ်သလိုစွန့်စရာလည်းလိုအပ်ပါရင်မရှိရင်မတန်းတဲ့ရေကပို့လို့ညစ်ပတ်သွားနိုင်ပါရင်နံပါတ်4ငယ်လင်ကြောင့်ပွာသွားတဲ့မြေတွေ၊ကွဲသွားတဲ့မြေတွေ၊ပြိုကျထားတဲ့မြေတွေဟာမိုးရွာတဲ့အခါမှာထပ်ပြီးတော့လည်လည်ပြိုကျနိုင်ပါရင် တောင်ကျေတွေမှာငလျင်ကြောင့်ကြောက်တုံးကြီးတွေပဲကြာလာတာတွေ့ထားရသလိုမြေအောက်ရေရှန်တက်လာတာမျိုးတွေမြေထဲကရေတွေခန်းသွားတာမျိုးတွေအပြင်နေရာတော်တော်များများကမြေကြီးပန်ကြားအပ်တွေမှာမြေပြိုမှုတွေဖြစ်လာနိုင်ပါတယ်။နံပါတ်9နောက်ထပ်အရေးဆက်ဆုံးရာကတော့ရေကြီးမှုပါ။နောက်တရားဒီလေးလအတွင်းမှာမော်တိုင်းရောမိုးရောကောင်းလို့မနိုင်မနှင်းထပ်ဖြစ်ကြရင်ပို့လို့မနိုင်တော့ပါဘူး။